2025ခုနှစ်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်းတင်မတိုင်ခင်နိုဝင်ဘာနဲ့ဒီဇင်ဘာအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့တွေ့နိုင်ခြင်းရှိတယ်လို့ပိုးမြသားလူမျိုးရေးအဖွဲ့ချုပ် PNL SAS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာကစီရင်တဲ့တင်ထဏာကိုပြောပါရယ်။လက်ရှိမှာ KIA အနေနဲ့အပြစ်ခတ်ရဆဲရေးနဲ့ပတ်သက်ပြီးမြစ်ကြီးနားမှာတွေ့ဆုံဆွေးနွေးကြဖို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ထံအဆိုပြုထားပေမဲ့လဲတပ်ဘက်ကတော့မိုင်းလားဒါမှမဟုတ် ကျိုင်းတုံမှာတွေ့ဆုံကြဖို့သဘောထားရှိနေတာပါ။ဒါကြောင့်မြန်မာတပ်မတော်နဲ့ KIA တို့ကြားနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ရှိထားပြီးသားဖြစ်ပေမဲ့လည်းနေရာကတော့လက်ရှိအခြေအထိမဆုံးဖြတ်နိုင်ဖြစ်နေကြပါသေးတယ်။ကျွန်တော်ထင်တာရှိနေတာဒါပေမဲ့မှန်းလို့မရသေးဘူး။ကျိုင်းတုံမှာတွေ့မဲ့ဟာ KIA ကောင်းမှလည်းလက်ခံမှာဒီဒီကိုတခြားလူတွေလိုပါစတိုပြီးမှာပြေးရမှာ။ဒီကွာလေပြည်ရေးကိစ္စမှာကြားဝင်တဲ့သဘောအင်ရှိသေးတယ်။ဒီနေ့ ကျေရလားဒီတခြားဖွဲ့တွေကိုရှင်းနိုင်လက်နိုင်မဟုတ်ဘူးပြုတ်ကျင်တာကျေရရအမေရိကန်လူပေါ့အမေရိကန်တက်ပါတယ်ဆိုတော့အမေရိကန်နဲ့တကယ်မတည့်တဲ့ခါကျတော့ကျေရရကိုအပြေပါတဲ့အဲ့အမြင်မရှင်းဘူးဖြစ်တာကချင်လက်လက်ရေးတက်မြော် KIA နဲ့မြမတက်မြော်တို့အကြားစုံတရားပြည့်လင်းမှုရှာသွားပါကတရုတ်အိန္ဒိယဆက်သွယ်ရေးလမ်းကြောင်းဟာမြန်မာနိုင်ငံအတွက်အကျိုးရှိတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြီးအကဲခက်တွေကသုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်သူတို့နှစ်ဖက်အင်အားစုမတွေ့ဖြစ်ခဲ့ကြသည်ရှိသောရွေးကောက်ပွဲပြီးနောက်ရပ်ပေါင်းတရာစုမှတွေ့ဆုံမှုဖြစ်လာနိုင်တယ်လို့ပိုးမြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌဗိုလ်မှူးကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါရယ်ကျွန်တော်ထင်တာတော့ရွေးကောက်ပွဲမတိုင်ခင်တော့ဒီတွေ့နိုင်လို့ဆိုရင်ရွေးကောက်ပွဲအပြီးအချင်းချင်းနဲ့ဖြစ်နိုင်မှာကျွန်တော်ဒါလည်းရွေးကောက်ပွဲအပြီးအချင်းချင်းကတော့အတက်ကတော့အဓိကတော့အဓိကပါလေဒီကောပီချင်းက လွတ်တော်ခေါ်လာလို့အစိုးရပြဖွဲ့လာတော့အာဏာတွေရတာရှိတော့ဒီကောပဲပြီးလို့ရက်တရားလောက်လုံးဝပဲဒါရဖြစ်နေတာရှင်ချင်းအစ်စ်ကိုအသက်ပြင်းမွားလည်းလို့လာဒါကြောင့်ဣပေလာတရက်ကဟိုမှာနောက်ပိုင်းဗမာမှာအာဏာတွေတဲ့ရက်ကိုဣပါလာတရက်ကလက်ရှိညောသောအစိုးရရှိတဲ့ကော်မရှင်ရှိတဲ့ဒါတွေအားလုံးကဒီကောပဲထွက်လာတဲ့အစိုးရကြီးမှာအမယ်ဆိုတော့ ဒီပဲတည့်ရကျော်မှဒီကဘယ်ကထွက်လာတဲ့အစိုးရအလုံးလုံးမှန်တာဖြစ်တာ။အဲ့နောက်ပိုင်းမှာမှအစိုးရနဲ့ဆိုလည်းအဲ့နောက်ပိုင်းရောက်သွားမယ်လို့ဒီစပါလက်ရှိမှာကချင်ပြည်နယ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA ထင်းကျုံပိုင်နက်ကတရုတ်မြန်မာနယ်စပ်ဂိတ်လေးခုကိုတရုတ်အစိုးရကတနင်္လာနေ့ပိတ်ထားပြီးနောက်2025ခုနှစ်အောက်တိုဘာ25ရက်မှာပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။အဲ့ဒီဂိတ်လေးခုဟာမြန်မာမျိုးတွေဖြစ်တဲ့ကမ်ပိုက်တီ၊လိုင်ဇာ၊မိုင်းဂျာယန်နဲ့လွယ်ကျဲတို့ဖြစ်ဆက်သွယ်ထားတာပါ ကံပိုက်တီနဲ့လွဲကျဟာကချင်းပြည်နယ်ကအကြီးဆုံးနေဆက်ကုံတွယ်ရေးမြို့တွေဖြစ်ပါတယ်။ KIA နဲ့သူရဲ့မဟာမိတ်တွေဟာမြန်မာတရုတ်နေဆက်မြို့တွေကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကတင်ပိုက်ခဲ့ပြီးတရုတ်နိုင်ငံဟာမြန်မာတပ်မတော်ကိုတိုက်ခိုက်မှုရဆိုင်မှု KIA ကိုဖိအားပေးရေးစူးစမ်းပြီးနေဆက်ဂိတ်တွေကိုပိတ်ထားခဲ့တာဖြစ်ပါတယ်။ KIA ရဲ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO နဲ့တရုတ်နိုင်ငံတို့ဟာပြည်သူတွေစားတောက်ကုန်တွေကုန်သွယ်နိုင်ဖို့နေဆက်ဂိတ်တွေဖွင့်လှစ်ရေးကိုအခြေခံအားဖြင့်ဆွေးနွေးခဲ့ကြောင်း ကြံနေဆက်စစ်ဆေးရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ရေးအတွက်သူတို့ဆွေးနွေးနေစေဖြစ်ကြောင်းသိရပါဗျ။